ရွှေကုန်းတိုင်းတရားစင်ကဘာကြီးဖះလမ်းမပေါ်မှာ23နှစ်အရွယ်မင်္ဂလာတောင်ကကောင်မလေးအာရီးစားနဲ့ရန်ဖြစ်ပြီးတော့လေကိုကိုကိုကားကြိတ်ခါကောင်မလေးကလေကားတွေလာတယ်ဆိုရင်လည်းတုံတုံတိတ်မဖယ်ပေးဘူးတဲ့ပေကက်ကက်တဲ့ပုံစံမျိုးပေါ့ကွာအဲ့တော့ကားလာတဲ့အချိန်မှာပဲသူကကားလမ်းပေါ်လှဲချပလိုက်တယ်အဲ့ကောင်မလေးနဲ့ကောင်လေးနဲ့ကနော်ကလောကနေပြီးတော့ပြန်လာကြတာအဲ့ဒီရွှေကုန်းတိုင်းကုန်းတရားရဲ့အစင်းကားရက်ပြီးတော့ရန်ဖြစ်ကြတာ အားလုံးပဲမင်္ဂလာပါရှင်မွေး YouTube channel လေးအကြိုးစိုးလိုက်ပါတယ်မို့ဒီနေ့တက်ဆက်ပေးချင်တဲ့သတင်းလေးကတော့ရီးစားနဲ့စကားများပြီးတော့ရွှေကုန်းတိုင်းတရားအစင်ကားလက်မပေါ်မှာလှဲ့အိတ်နေတဲ့အသက်23နှစ်အရွယ်မျိုးသမီးတူကားကျစ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းလေးကိုတက်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုဒီမှာဆိုလို့ရှင်တော့အပြည့်အစုံပတ်ပါရီကြည်တယ်မျိုးတွေလည်းပူးတရာတင်ကဆာယူလို့ရအောင်ပြန်လဲမြောင်းလဲရှင်းမဖြစ်ပါရဲ့ရှင်မွေးဗီဒီယိုလေးကိုစတင်ကြရအောင်နော် ကဲရှင်တို့စိတ်ဝင်စားနေကြတဲ့ရွှေကုံနိုင်ကုန်းတရအစင်းကလေနော်ကားတိုက်ခံရတဲ့အမျိုးသမီးရဲ့အကြောင်းပြောပြမယ်လာဆဆုမပူစိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့နော်ဖြစ်စရာဘလို့လဲဆိုတော့ခါကျတော့အဲ့ကောင်မလေးကားတိုက်ခံရတဲ့ကောင်မလေးနဲ့ကောင်လေးနဲ့ကနော်ကလောကနေပြီးတော့ပြန်လာကြတာအဲ့ဒီရွှေကုံနိုင်ကုန်းတရရဲ့အစင်းနော်အဲ့ဒီရဲ့အစင်းမှာကားရက်ပြီးတော့ရန်ဖြစ်ကြတာနော်ရန်ဖြစ်ကြတဲ့ခါကျကောင်မလေးကိုအဲ့သူ့လက်ကေးအိတ်နဲ့နော် အဲသူ့အထုံးနဲ့ကောင်မလေးကိုထားပြီးတော့ဟိုကောင်ကမောင်းပြီးတော့ထွက်သွားတာထွက်သွားတဲ့အချိန်မှာကောင်မလေးကတော့မနေ့ကညနေ6နာရီလောက်ကဖြစ်တာဆိုတဲ့အခါကျရုံချင်းစိန်ကြီးရုံစင်းကြီးဆိုတော့ကားကလည်းရှုပ်နေတာနော်အဲ့ဒီအလိုအချိန်တွေမျိုးမှာကားကဟိုဟိုဘက်ကူလိုက်ဒီဘက်ကူလိုက်တဲ့လုံနေသေးတယ်တဲ့သူများတွေပြောတာပေါ့နော်အဲ့လိုလုံနေရင်းရနေပြီးတော့နောက်ဆုံးကြတော့ကားလမ်းမပေါ်မှာလှဲအိပ်ပလိုက်တာတဲ့နော်ကားကတိုက်ချင်လို့တိုက်သွားလဲမဟုတ်ဘူးသူ့ဘာသူတေချောင်းကျန်တာတော်တို့ရေနော် စိတ်ပျက်စရာပဲเนาะဆက်စားခြင်းအဲ့ဒီနားလေးမှာလက်ပေးဆိုင်မှာရှိတဲ့လူတွေကလည်းဝိုင်းဆွဲမလို့ဆိုပြီးတော့သွားသေးတယ်တဲ့အဲ့ဒီရှုံနေတဲ့အချိန်ပေါ့ ਈ ရုံစင်းချိန်ကလည်းရှုပ်တဲ့အချိန်ဖြစ်နေတဲ့အခါကျတော့အဲ့ခဏလေးတွင်ပါပဲလျှက်ရက်ပြတ်ပြမှာမြို့ပြကွက်ကြီးဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားရတဲ့ကမာလေးကလည်းငငယ်ချောချောလေးတဲ့ပုံထဲမှာလည်းလှရဖြူဖြူပွိုးပွိုးနဲ့တော့เนาะအသက်ကလည်း23နှစ်ပဲရှိသေးတယ်အညာစီရเนาะအဲ့တော့အမျိုးသမီးတွေကိုပြောချင်တာလည်းလေရှင်တို့အဲ့တရုတ်ကဗီဒီယိုအတိုးထွားလေး အဲကိုရီးယားကားတွေကအတူထွားတယ်ကိုကြည့်ပြီးတော့ရှင်တို့အဲ့တိုင်း flight နေနဲ့ဟိုကမ္ဘာရောက်သွားမယ်ဒီကမ္ဘာရောက်သွားမယ်ထင်ပြီးကိုကုတ်ကိုတော်ကပ်ပြီးမသေးချားနဲ့တော်တို့ရေအချစ်တစ်ခုလေအချစ်တစ်ခုဆိုတာယောက်ျားဒီယောက်ျားနဲ့တွေ့ပြီးဒီလိုမျိုးချစ်လိုက်တယ်မလားချစ်စားခင်စားကျင်နာစားမှလည်းအဲ့လိုလေးဖြစ်ကြတာပြဿနာတွေလည်းအဲ့လိုခံစားချက်မျိုးတွေခံစားရတာပဲအားနဲ့ပြတ်သွားပြီးနောက်တစ်ယောက်နဲ့ချစ်လိုက်အဲ့ဒီတော့ကအတိုင်းနဲ့ခံစားရတာပဲအဲ့တော့အချစ်ဆိုတာဘယ်အချိန်မှပဲပွင့်ပွင့်ပွင့်လန်းလာပြီးတော့အဲ့လိုမျိုးချစ်နိုင်တဲ့အစွမ်းအားတွေရှိတယ် နိုင်ငံသားမှာဖိုးကြီးဖွားကြီးတွေပဲကြည့်လိုက်တော့တော့ကေကန်နီးမှာနော်ကင်ယူမြောက်ကအဲ့ဒီယူကြတာလေအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့ဒီတော့ဒီအချက်တည်ဒီကိုယ့်ရဲ့ဘဝမဟုတ်ဘူးเนาะကိုယ့်ကိုတောင်မှနော်နှစ်နှစ်ကာကာမချစ်လို့လမ်းဘေးမှာချသွားတဲ့ကောင်အတွက်နဲ့များကိုကိုကိုတော့ကပ်ပြီးတရားလဲဆိုပြီးကိုယ့်ရဲ့နော်မိဘကလည်းစိတ်တော့ကားနေပြီကိုကသာတော့ကေသွားနောက်ကမိသားစုတွေကလည်းအဲ့တသားသားဖြစ်ပြီးတော့ကြံခဲရတာเนาะဘာမှမဟုတ်တဲ့ဟာအတွက်နဲ့ဘာမှမခံစားနိုင်တဲ့နောက်ဆုံးကြတော့ ဂျားတဲ့ကအချောင်အပြစ်မရှိတဲ့ကာသမားဒီမဲ့ခံရအောင်ပါနော်ဟုတ်ကဲ့နော်သူများကိုဒုက္ခပေးပြီးတော့မှတော်ကေသွားကြတာဤအဲ့လိုမျိုးကိုကကိုဒီမဲ့မခံစားနိုင်တော့လို့အဆုံးအဆုံးစီရင်မယ်ဆိုလို့ရှိရင်မလုံနိုင်မလုံတာတော့အကောင်ဆုံးပဲတကယ်တကယ်အဆုံးစီရင်တယ်ဆိုလို့ရှိရင်ကိုကကိုလွတ်လွတ်ကင်းကင်းနဲ့သူများကိုဒုက္ခမပေးတဲ့နီးလန်းနဲ့ပဲကိုကကိုအဆုံးစီရင်ကြပါနော်အဲ့ဒီဘာမှမဟုတ်တဲ့အချစ်အတော်နဲ့ကိုလက်ဘဝကြီးထင်မနေနဲ့ ဘဝအချက်တက်အရေးကြီးတဲ့အရာတွေလည်းအများကြီးရှင်တို့အိမ်အောင်သာတကယ်တမ်းပြုကြည့်လိုက်။နော်ရေးစားဘဝမှာအဲ့ဒါလေးကိုအဟုတ်တယ်နည်းအိမ်အောင်ပြုကြည့်ပြီးတော့မှမင်္ဂလာဆောင်ပြီးဘောဘကြီးဆိုပြီးတော့မှအဲ့လက်ဖွက်ခွဲတဲ့အချိန်ကနေစပြီးတော့မှရှင်တို့ရဲ့ဘဝကစရာနော်ကိုယ့်ဟာကိုယ်ဆုံးဖြတ်ကြဒါပဲဆက်ဆုံးမပူလို့လည်းအတုခိုးမှမှဆိုလို့နော်။ အတရရနေ့ည၈နာရီရွှေကုန်းတိုင်းသတားစင်ကပ ాయి ဖျားလမ်းမပေါ်မှာ23နှစ်အရွယ်မင်္ဂလာတော်ကကောင်းပါလေအာရီးစားနဲ့ရန်ဖြစ်ပြီးတော့လေကိုကိုကိုကားကြိတ်ခံလိုက်တလို့လို့ကားကပဲမမြင်လို့ကြိတ်သွားတလို့လို့နဲ့ပေါ့နော်အခုသိဆုံးသွားတဲ့ဟာပြဿနာဖြစ်သွားတယ်ဖြစ်သွားတာကအခုဒါတွေကိုအဆဆုံးမြင်တဲ့အဲလူကပေါ့နော်သူကအကုန်လုံးသူ့ရဲ့မိသားစုဝင်တွေသိစေရန်ဆိုပြီးတော့အခုညီတောင်းနဲ့တင်ထားတဲ့ post ကဒီလိုတင်ထားတာ ဟိုကကောင်မလေးကကောင်လေးနဲ့ရံဖြစ်နေတယ်ကားပေါ်မှာရံဖြစ်နေတယ်ရံဖြစ်ပြီးတော်တော်ကြာတော့ကောင်မလေးအထုပ်ပိုးတွေနဲ့ဆင်းသွားတယ်ကောင်လေးရဲ့ကားမောင်းထွက်သွားတယ်အဲအဲ့ချိန်မှာပဲကောင်မလေးကဘဲမှမသွားဘူးနော်အဲ့နာမှာပဲဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ညကလည်းမီးတွေကပြက်နေတော့မှောင်တယ်ကွာအဲ့နေရာကားကလည်းအရန်သွားအမြဲတမ်းသွားလာနေတဲ့နေရာဖြစ်နေတယ်တဲ့အဲ့တော့ကောင်မလေးကလေကားတွေလာတယ်ဆိုရင်လည်းတုံတုံတိတ်မဖယ်ပေးဘူးလေပေကက်ကက်တဲ့ပုံစံမျိုးပေါ့ကွာအဲ့တော့ကားလာတဲ့အချိန်မှာပဲသူကကားလမ်းပေါ်လှဲချပလိုက်တယ်တဲ့ လဲချပလိုက်တယ်ပေါ့ဘေးနာပုံဝင်ချင်းကလူတွေကလည်းလှမ်းပြီးအချိန်မီတားဖို့ကားကအမြဲတမ်းတွားနေတဲ့နေရာဖြစ်တော့မတားလိုက်နိုင်ဘူးပေါ့နော် မတားလိုက်နိုင်ဘူးအဲ့တော့ကောင်မလေးကတော့အဲ့နေရာမှာအပုံနေရတော့တင်ထားတယ်ပေါ့ကွာနည်းနည်းဆူဆူဝါးဝါးတယ်ပေါ့အဲ့တော့တို့ကဒီကောင်မလေးရဲ့ပုံနေနဲ့မှတ်ပုံတင်ကောင်မလေးရဲ့မှတ်ပုံနေအသေးစိတ်ကိုလည်းတို့ပုံရိုက်ပြီးတော့တင်ထားတယ်ကောင်မလေးပုံလည်းတင်ထားပြီးတော့မိသားစုဝင်တွေသိစေရန်ဆိုပြီးတော့အာတို့ကအခုညီတောင်းပြီးတော့ post တင်ထားတယ်ကွာပြီးတော့လူမှုကယ်ဆယ်ရေးအသင်းအားစေုံတင်ပေးလိုက်တယ်ကောင်မလေးကစုံသွားတယ် ။သုံးတော့အပြောချင်တာကမိန်းကလေးတွေရံဖြစ်ပြီးယောက်ျားလေးတွေနဲ့ရံဖြစ်ပြီးဆိုအခုလိုမျိုးကိုကိုကိုတတ်သေးဘိုးလောက်ထိအေးလှုပ်เสียမလို့ဘူးအခုခင်မှလေအခုခင်မှဘဲအကောင်ဂိုမဘဝကိုအသက်ပေးပြီးတော့ချစ်เสียဘာအကြောင်းမှမရှိမနေဘူးနော်။ပြောပြီနော်။ရှိမနေဘူးအဲ့ဒါလေးကိုလည်းနည်းနည်းစဉ်းစားဖို့လိုတယ်သိလား။ ကိုကဒီလိုမျိုးလှုပ်လိုက်တယ်ဆိုရင်အဲဒါကလေမတော်တဆကားကြိတ်မှုလည်းဖြစ်သွားနိုင်တယ်ဒါကကားမမြင်လို့ကြိတ်သွားတာလည်းဖြစ်ရင်ဖြစ်နိုင်တယ်ကားသမားကတော့ထွက်ပြေးသွားတယ်ပေါ့ကွာမမိသေးဘူးအာကိုကိုတိုင်းလည်းအခုနောက်တော့ပို့စ်ပိုင်ရှင်လို့လှဲချပလိုက်တာလည်းဖြစ်ရင်ဖြစ်နိုင်တယ်အဲ့ဒါဆိုရင်ကိုကိုရဲ့ဘဝလည်းအခုဒီလိုဖြစ်သွားပြီကိုရဲ့အိမ်ကကြံခဲ့တော့ကိုမိသားစုတွေကလည်းအကုန်လုံးဘယ်လိုပြောမလဲစိတ်ဆင်းရဲတော့ကနေကြံခဲ့မယ်အခုကြိတ်သွားတဲ့ကားသမားလည်းဒုက္ခရောက်ရမယ် ဒါတွေကိုလည်းထည့်စင်းစားရမယ်ပြီးတော့ဘာမဟုတ်တဲ့အကောင်လေးအတွက်နဲ့ကိုဘဝကိုဒုက္ခရောက်မခံပါနဲ့အခုခင်ပါလေအဲသူများတွေ post တင်ထားတာလေးလည်းမြင်ကြမှာပါနော်အချစ်ဆိုတာအမြဲတမ်းဘယ်တော့မှမသေးဆုံးဘူးတဲ့ဒီတယောက်နဲ့ဒီတယောက်နဲ့တူဟာဖြစ်သွားလို့လေနောက်ထပ်အချစ်သက်တွေပေါ်လာမှာပဲကွာသိလားအဲ့တော့ကိုဘွားကိုအဆုံးရှုံးခံကိုမိသားစုတွေစိတ်ဆင်းရဲခံတဘာသူပါဒုက္ခရောက်ခံပြီးကိုဘွားကိုမစရေပါနဲ့အချစ်ကဘွားကြီးမဟုတ်ဘူး အချက်ကဘဝကြီးမဟုတ်ဘူးဒါကတကယ်မမြင်လို့ကားကျိတ်မှုလည်းဖြစ်နိုင်တယ်ဆိုပေမဲ့တကယ်လို့သာကိုကိုကို တကယ်ကားကြိတ်ခံလိုက်တဲ့ဆိုရင်ကားသမားကအခုဒုက္ခရောက်ရတော့မယ်အနေထားမှာရှိတယ်။ကဲဒီကောင်မလေးမှလည်းဘလောက်တောင်စိတ်ဆင်းရဲသောကတွေများနေလဲဆိုတော့တော်တော်ရွသေးခြင်းလောက်အောင်စိတ်ဆင်းရဲသောကတွေနဲ့ကြုံနေရလို့လည်းဖြစ်မှာပေါ့နော်။ဒါပေမဲ့အဲ့လောက်ဒီအချစ်အတွက်နဲ့ဘဝကိုအဆုံးရှုံးမခံနဲ့လို့တာညာပေါ့နော်။ရွှေကုန်းလိုက်တရားအဆင်းမှာတဲ့။ဒီ23နှစ်ရွယ်ကောင်မလေးကဒီသူ့ကောင်လေးနဲ့ကားအောင်မှာရန်ဖြစ်တယ်တဲ့။ရန်ဖြစ်ပြီးအထုပ်ပွင့်နဲ့ကားပေါ်နဲ့ဆင်းချလိုက်။ဆင်းချလိုက်ပြီးကောင်လေးကကားအောင်ထွက်သွားပြီးသူ့ပြောင်းတဲ့ခြံငယ်လေးတရားအဆင်းနာမှာ။ပြီးပြီးတော့ ဒီမှာလည်းတော့အိမ်ထဲမှာသူ follow ဒီလိုထည့်တယ်ပြီးလည်းပြီးတော့ဒီကားလမ်းထက်ကူတာဖြစ်ပါလိမ့်မယ်အဲ့လိုပြောတယ်ပြီးတော့အိမ်မှာကားတွေကသူ့ကိုရှောင်နေတယ်သူကကားတော့သိမရှောင်ဘူးသူစိတ်ထဲမှာဘယ်လိုလဲမသိဘူးယူဆမဲ့ပြက်ပြီးခန်းယူဆမဲ့ပြက်တာလားဘယ်လိုတော့မှခန်းစားချက်တွေမကောင်းတဲ့သူကလည်းအဲ့ဒီမှာအဲ့ဒီသွားနေနဲ့လေးကြွားတာသူကတော်တော်နဲ့တော့တာကြတော့လှဲချလိုက်ပြန်ပါတော့သူလှဲချလိုက်ပြီးတော့တချို့ကလည်းကားကိုတိုက်တာတချို့ကလည်းလှဲချလိုက်တာအဲတချို့ပြောတာရှိပါတယ်ဒီကလေးမှခန်းစားချက်တွေအများကြီးဘူးလဲဝါလို့ဖြစ်နိုင်တယ်ပေါ့နော် ဲ့ဒီအချိန်မှာကတကယ်ကြီးကိုချက်တိုက်ပါပါအဲ့ကလေးမှာအဲ့ညအစေးုံတင်ပြီးတော့မနေ့ကညပါနော်စေးုံတင်ပြီးတော့သိဆုံးသွားပါတယ်အသက်က23နှစ်မင်္ဂလာဆုံးသူပါအဲ့ကလေးမှာလေအဲ့တော့မှလေပါနော်တော်လင်းနာလေဟိုမင်္ဂလာရေးဗီဇာရုံးလေးပဲရောက်ကြလေးပဲရောက်ကြလေးချက်တိုက်မင်္ဂလာလေးပါ ရည်ရွယ်နဲ့ဟိုတကယ်တမ်းရည်စံဖြစ်ကြတယ်အသေးကွက်ကြတယ်ဆိုလို့ရှိရင်ခံစားရတယ်ဆိုတာနားလည်ပါတယ်ကျွန်တော်တို့အကောင်ကလူငယ်တွေပဲဟုတ်တယ်မလားနားလည်ပါတယ်ဒါပေမဲ့အဲ့လောက်ကြီးအဖြစ်ဆိုတာဘဝမဟုတ်ဘူးလေနော်အဖြစ်အတွက်နဲ့အဲ့လိုကိုယ်ငါတက်ကြီးပဲတည်တည်တော်ငါတက်တည်လိုက်တော့မယ်ငါတည်တည်လိုက်တော့မယ်ဆိုတာကြီးကြတော့ ဟိုကို့မှာမိဘတွေမရှိဘူးလားညီကောင်မောင်မတွေမရှိဘူးလားအဲ့အဲ့လူတွေကကို့ဘောမကောင်းရလို့လားအဲ့လူတွေညနာတစ်ချက်လှမ်းကြည့်လိုက်ပါအောင်ကိုကိုကိုတတ်သိမယ်လို့စဉ်းစားလို့ရှင်ဟောအရှုံးပေးမယ်လို့စဉ်းစားလို့ရှင်ပေါ့နော်ကို့နောက်ကကို့မိသားစုကိုတော့တစ်ချက်လောက်ငဲကြည့်တဲ့နယ်လို့တော့ထင်တာပဲပေါ့နော် ကျွန်တော်ဟုတ်ကဲ့ပါမြို့လူကြီးမွေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီအမျိုးသမီးကတော့မင်္ဂလာတုံကပေါ့နော်အသက်23နှစ်ပဲရှိသေးတယ်ချစ်သူနဲ့စကားများပြီးတော့ဒီကားလမ်းမပေါ်မှာလှဲ့အိတ်ပြီးတော့ကားကြီးခံပြီးတော့ဆုံးသွားတာပေါ့နော်အရင်နဲ့ကြောက်စရာကောင်းပါတယ်ဒီအမျိုးသမီးကတော်တော်လေးလဲစိတ်ထဲရရထားပုံရတယ်ပေါ့နော်ဒါကြောင့်မလို့ကိုကိုတေချောင်းချက်စီသွားရလို့လဲထင်နေရှင့် ကာသမခါတော့ဗမ်ဆိုင်ညာမဆိုင်နဲ့ကြားညိရတယ်ပေါ့နော်အရင်နဲ့စိတ်ကောင်းစရာတတိလေးတဘွယ်ဖြစ်ပါတယ်နောက်ထပ်အမျိုးသမီးတွေလည်းကိုယ့်ရဲ့ချစ်သူရီးစားနဲ့စကားမြတ်ရံဖြစ်လို့ဒီလိုမျိုးလောက်ရက်တွေလုံးဝမလုပ်ပါနဲ့ရှင့်ကိုယ့်ရဲ့မိသားစုတွေလည်းရှိနေပေါ့နော်ဒီရီးစားဆိုတာအလကားပါပဲအဲဒီဒီအကိုတွေပြောသားတယ်လို့ပဲပေါ့နော်ချစ်တဲ့မျိုးတွေလည်းပုဒ်ရာသင်္ကန်းစာတစ်စုံတည်းရရလိမ့်မယ်လို့လည်းမျှော်လင့်ပါရှင့်မိုးဝဲဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင့် နောက်ထပ်လည်းမိုးဆက်ဒီသတင်းနေပူတူတိုင်းရက်ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးတတ်မှာမို့မွေး channel လေးကို like subscribe နဲ့ဒါပြီးပို့တောင်းဆိုပါရရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တတား